မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိတော်နေသည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြာတန်တော်ပါမှာကာနာစိတ်ဝိညာဉ်မားစားခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဆုတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြားခင်ပြင်ဆင်ပေးတဲ့အတွက်ဗျာဒိတ်ကျမ်းခန်းကြီး22အပိုင်ငယ်16ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အကျဉ်းသူသည်ဤစာဆောင်ဤအနာဂတ်စကားအချို့ကိုနှုတ်ပယ်ဤ ဤစာဆောင်၌ရေးထားသော အသက်ပင်နှင့်၎င်းတရှင်သောမြို့တော်နှင့်၎င်းထိုသူဆက်ဆိုင်သောအခွင့်ကိုဘုရားသခင်နှုတ်ပယ်တော်မူမည်ဒီကနေ့တော့ဗျာဒိတ်ကျမ်းကို အဆုံးသက်ဖတ်ပါရယ်ဗျာဒိတ်ကျမ်းရဲ့အဆုံးသက်အခန်းကြီး21နဲ့22ကတော့ယေရုရှလင်မြို့တစ်အကြောင်းကို ဖော်ပြထားတာတွေ့ရပါတယ်အခုရှိနေတဲ့ယေရုရှလင်မြို့နဲ့မတူဘဲအစ်စ်ဖန်ဆင်းထားသောယေရုရှလင်မြို့တစ်အကြောင်းကိုဖော်ပြပြီး ဒါဟာရွေးနှုတ်ကယ်တင်ခြင်းခံရသောသူ အသက်စာဆောင်၌စည်ရင်ဝင်သောသူအလုံးအထွတ်ဘုရားသခင်ပြင်ဆင်ထားသောအထူးကောင်းမွန်တဲ့မြို့တော်တစ်ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။အိမ်မှာဘုရားသခင်နဲ့တိုးတငယ်ကိုယ်တိုင်ဗိမာန်တပွဲကိန်းဝတ်မှာဖြစ်တယ်ဆိုတာကိုလည်းဖော်ပြထားတာတွေ့ရပါတယ်။ဒါဟာကျွန်တော်တို့အတွက်အနာဂတ်ဖြစ်လာမယ့်မျော်လင့်ချက်အစ်စ်အမှန်ဖြစ်တယ်ဆိုတာကို ရှင်းလင်းစွာ နားလည်ရပါတယ်။ယခု မျက်မှောက်မှာတွေ့ရတဲ့ကောင်းကင်နဲ့မြေကြီးကတော့ကွဲပြောက်သွားပြီးတော့ဘုရားသခင်ပြင်ဆင်ထားတဲ့အစ်တော်အရာတွေကကျွန်တော်တို့အတွက်ရောက်ရှိလာမှာဖြစ်တယ်ဆိုတာကိုအတိအလင်းဖော်ပြထားတာတွေ့ရပါတယ်ဒီမျော်လင့်ခြင်းကယခုမျက်မှောက်မြင်ရတဲ့အရာတွေနဲ့မဆိုင်ပဲအနာဂတ်မှာဖြစ်လာမယ့်အံ့ပွေဘုရားသခင်ရဲ့အစ်စ်ဖန်ဆင်းခြင်းတွေဖြစ်တယ်ဆိုတာကို သိရပါတယ်ဒီနေ့ကကျွန်တော်ဂျူးတယောက်ရဲ့ဗီဒီယိုကလစ်လေးကိုကြည့်ရပါတယ် တို့ကဘာကြောင့်ယေရှုကိုမယုံကြည်မလက်ခံနိုင်တယ်လဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးအချက်၃ချက်ပြောတဲ့အထက်မှာကျွန်တော်စိတ်ဝင်စားတဲ့အရာလေးတစ်ချက်ကဘာလဲဆိုတော့တို့မျော်လင့်နေတဲ့မေရှိယသာတကယ်မှန်တယ်ဆိုလို့ရှိရင်တို့ရဲ့လူမျိုးနဲ့နိုင်ငံအတွက်ကယ်တင်ရှင်အဖြစ်ရောက်လာပြီးအရာအလုံးကိုပြောင်းလဲပြစ်မှာဖြစ်တယ်။ဒါပေမဲ့ယေရှုကလောကကတိုင်မှာအသေးခံပြီးဏိဂုံးချုပ်သွားတဲ့အတွက်ကြောင့်မလို့ ူဟာမေရှိယမဖြစ်နိုင်ဘူးလို့သူတို့ကအတိအလင်းအလိုပြောပါတယ်။မောရှေရဲ့ကြမ်းကားဆောင်အရာဆိုလို့ရှိရင်တော့သူတို့မျောလင်းတဲ့မေရှိယဆိုတာက ရောက်လာပြီးရင်အဲ့လိုသေစရာအကြောင်း မရှိဘူး။တေးချင်းစိုးနဲ့တေးရမဲ့သူမဟုတ်ဘူးလို့သူတို့ယုံကြည်တယ်။ဒါကြောင့်မလို့ကျမ်းစာထဲမှာဖော်ပြသလိုပဲသခင်ယေရှုခရစ်တော်ကိုမျက်စိပြီးတော့ကြွလာတဲ့အခါမှာဟောရှာနာ ဖြစ်စေတည်းဆိုပြီးတော့ သူတို့ကြွေးကြော်ခဲ့ကြပါတယ်ဒါကလည်းမျော်လင့်တကြီးနဲ့သူတို့ကိုကယ်ပါလို့ကြွေးကြော်တဲ့အတန်တွေပဲဖြစ်ပါတယ်ဒါပေမဲ့မျော်လင့်တယ်လို့မဟုတ်ဘဲသခင်ယေရှုခရစ်တော်ကဖန်စီနှိပ်ဆက်ခံရပြီးတော့မှ အသက်ဆွန့်သွားတဲ့အတွက်ကြောင့်မလို့သူဟာမေရှိယမဖြစ်နိုင်ဘူးဆိုတာကိုသူတို့ကဒီလိုပဲယုံကြည်လက်ခံထားပုံရပါတယ်ခရိယန်တွေကတော့အဲ့ဒီတည်သွားတဲ့ယေရှုကို တဖန်ပြန်ကြွလာအောင်မယ်ဆိုပြီးတော့မှဒီလိုယုံကြည်ပြီးမာရွင်းနဲ့သူတို့နဲ့မတူတဲ့နောက်ထပ်ဝါဒတစ်ခုကိုတီထွင်တယ်လို့ဒီလိုမျိုးသူတို့ယူဆကြတယ်ဒါကြောင့်မလို့သူတို့ဟာယေရှုခရစ်တော်ကိုမေရှိယအဖြစ်လက်မခံနိုင်ဘူးတကယ်သာမေရှိယဆိုရင်သူတို့ရဲ့အခြေအနေကဒီလိုဖြစ်နေမှာမဟုတ်ဘူးလို့ခံယူကြတာတွေ့ရပါတယ်ဒါကြောင့်နောက်ထပ်ကြွလာမဲ့မေရှိယကိုမျှော်လင့်နေကြတယ်ယေရှုကိုတော့မေရှိယလို့သူတို့လက်မခံဘူး သို့တော်လည်းကျွန်တော်ရဲ့ယုံကြည်ချက်ကတော့သခင်ယေရှုခရစ်တော်ဟာလဝါကတိုင်မှာအသက်စွန့်အသေးခံခြင်းဟာကျွန်တော်ရဲ့အပြစ်ကြွေးတွေကိုပေးဆက်ပြီးဘုရားသခင်ထံတိုးဝင်နိုင်ဖို့ရန် တကားဖွင့်ပေးတာဖြစ်တဲ့အပြစ်ကြွေးတွေကိုပေးဆက်ခဲ့တာဖြစ်တယ်။ဂျူးတွေမယုံပေမဲ့တပါးမျိုးသားတွေဖြစ်တဲ့ကျွန်တော်တို့အတွက်ကတော့တကယ့်ကယ်တင်ခြင်းမဟာအခွင့်အရေးကြီးစုတော်ဖြစ်ပြီးတော့ကောင်းကင်တဲ့မြေကြီးတဲ့မှာယေရုရှလင်မြို့တစ်ကိုဝင်စားဖို့ရန်အကြောင်းဖြစ်တယ်လို့ ထိုးသခင်နဲ့အတူမြင်းဖြူစီးပြီးမှ ထိုးသခင်နဲ့အတူကြွလာပြီးမြေကြီးပေါ်မှာစိုးစံရအောင်မဲ့သူတွေအဖြစ်ဘုရားသခင်ကအခွင့်ရေးပေးပါတယ်။မယုံကြည်တဲ့ဂျူးတွေကတော့သူတို့ထိုးဖောက်ခဲ့တဲ့သူသူတို့တတ်ခဲ့တဲ့သူဟာယေရှုပဲဆိုတာကိုသိပြီးတော့မှအဲ့အချိန်မှာယေရှုသည် မေရှိယဖြစ်ကြောင်းသူတို့ဝန်ခံကြမှာဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ယခုချိန်ကကျွန်တော်တို့အတွက်ထိုးမေရှိယကို ယုံကြည်လက်ခံပြီးကောင်းကင်တင့်တဲ့မြေကြီးတစ်တည်းဟူသောယေရုရှလင်မြို့တစ်ကိုဝင်စားဖို့ရအခွင့်အရေးဖြစ်ပါတယ်။ဂျူးတွေလိုမျိုးကျွန်တော်တို့ဟာယေရှုကိုမေရှိအဖြစ်လက်မခံဘဲနေခဲ့မယ်ဆိုရင်တော့ကျွန်တော်ရဲ့ဘဝဟာဖျားခင်ရဲ့အသက်ဖန်ဆင်းခြင်းထဲမှာပါဝင်ခွင့်ရမှာမဟုတ်ပဲဖြစ်လိမ့်မယ်လို့ပြောချင်ပါတယ်။ဘုရားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရား ကိုရောကိုဂျေဇုတင်ပါတယ်။ကောင်းကင်တစ်နဲ့မြေကြီးတစ်ကိုဝင်စားရတဲ့အခွင့်နဲ့အတူယေရုရှလင်မြို့တစ်ကိုကိုရောဖန်ဆင်းအောင်မှာမို့လို့ဂျေဇုတင်တယ်။ကျွန်တော်တို့အတွက်ပြင်ဆင်ထားသော ထိုယေရုရှလင်မြို့ထဲမှာကိုရောကိုဖူးတွေ့ရအောင်မှာမို့လို့ဂျေဇုတင်တယ်။ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းလဲယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်ဖြစ်လက်ခံပြီးအနာဂတ်မှာယေရုရှလင်မြို့သားတွေအဖြစ်ဘုံဝင်စားရတဲ့အခွင့်ကိုပေးပါဂျေဇုတင်တယ်။ အရောက်တိုင်းပေါ်မှာဖျားကောင်းချီးပေးလျက်မာစားတော်မူပါခန္ဓာစိတ်ဝိညာဉ်ကိုရရှင်ဖျားကူညီတော်မူပါသခင်ယေရှုခရစ်တော်နာမ၌တဏိတာကိုအစပြုပါ၏အာမင်